အခုကျွန်တော်ပြောပြမယ့်အရာတစ်ခုကိုသာတလတိတိမနှက်မိုးလင်းလာပြီဆိုတာနဲ့မပြတ်မကွက်လုပ်မယ်ဆိုလို့ရှိရင်နံပါတ်1ဘာရမလဲဆိုတော့ creativity လို့ခေါ်တဲ့ဖန်တီးနိုင်မှုတွေကျွန်တော်တို့အားကောင်းလာလိမ့်မယ်။နောက်ပြီးတော့မှစိတ်ဖိစီးမှုတွေလျှော့ကြလာလိမ့်မယ်။လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကောင်းလာလိမ့်မယ်။ပြီးရင်ကိုယ့်ရဲ့ emotion တွေနော်စိတ်ခံစားမှုတွေကိုစီမံခန့်ခွဲနိုင်လိမ့်မယ်။ ဆုံးဖြတ်ချက်တွေပြတ်သားလာလိမ့်မယ်ပြဿနာဖြေရှင်းနိုင်ဖို့အတွက်နီးလန်းနေလဲကျွန်တော်တို့သိလာလိမ့်မယ်ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုလည်းကိုမြင်လာမှာဖြစ်တယ်လို့ကိုကိုကိုလည်းကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့တိုင်းထွာလို့ရတယ်เนาะ record လုပ်လို့ရတယ်အဲ့ဒီဟာကကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ခဏခဏပြောရဲ journal လေးရေးခြင်းပါအဲ့တော့ခုဒီဗီဒီယိုကြည့်နေလူတွေမိတ်ဆွေတွေမနှက်မိုးလင်းလာပြီဆိုလို့ရှိရင် journal ရေးတာကိုမပြတ်မကွက်လုပ်ကြည့်ပါ အဲ့တော့ဒါကျွန်တော်ခဏခဏပြောတယ်အဲ့တော့ဂျာနယ်လင်းရေးတယ်ဆိုတာကတို့ဒါယာရီရေးတာမဟုတ်ဘူးเนาะဂျာနယ်လင်းရေးတယ်ဆိုတာကမနဲ့မိုးလင်းလာပြီဆိုလို့ရှိရင်တို့ကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုယ့်ရဲ့အားသာချက်တွေကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေမနေ့တနေ့ကလှုပ်ခဲတဲ့အရာတွေเนาะဒီနေ့လှုပ်အောင်မဲ့အရာတွေအဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ကချရေးတာပါနောက်ခြာရင်ဘာတွေရမယ်ဆိုတော့ကျွန်တော်ပြောခဲ့ပြီးပြီเนาะအဲ့တော့ကျွန်တော်တို့ခြာရည်တယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ဂျာနယ်လင်းရေးရမလဲ အဲ့တော့ channel လေးရေးမယ်ဆိုလို့ရှိရင်တော့နံပါတ်1ကဘာလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ A channel နဲ့ quiet place ပေါ့ငြိမ်းချမ်းတဲ့နေရာတနေရာကိုကျွန်တော်တို့ရွေးပါအဲ့တော့အ sunyan နဲ့အတန်တွေမရှိဘူးကိုယ်အနှောက်ယှက်ပေးမဲ့သူတွေမရှိဘူးအဲ့ဒီနေရာကိုကျွန်တော်နံပါတ်1ရွေးလိုက်ရွေးပြီးသွားရင်ဘာလုပ်အောင်လဲဆိုတော့ကိုယ့်ရဲ့ format ပေါ့ထားပါတော့ကိုက computer ထဲမှာရေးမှာလားဖုန်းထဲမှာရေးမှာလားစာအုပ်ပေါ်မှာချရေးမှာလားနော်အဲ့ဒါတွေကျွန်တော်တို့အဲ့ဒီဟာကိုရွေးပါကျွန်တော်ဆိုလို့ရှင်တော့ဒီကွန်ပျူတာထဲမှာကျွန်တော်ရေးတယ် မိုးလင်းလာပြီဆိုလို့ရှိရင်ကျွန်တော်ချရည်တယ်ဒါကကျွန်တော်နံပါတ်1ပါနံပါတ်3ကတော့ဘာတွေရေးမလဲဆိုတော့ကျွန်တော်ကိုယ့်ရဲ့ goal setting တွေနော်ကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်လာစေချင်တဲ့အရာတွေအဲ့ဒါတွေကိုကျွန်တော်တို့အကုန်လုံးချရည်တာပါပြီးရင်ဘာတွေလုပ်လို့ရသည်လဲဆိုတော့ကိုဒီနေ့လုပ်မယ့်အရာတွေငါဘာတွေလုပ်မလဲနော်ကိုလုပ်မယ့်အရာတွေအကုန်လုံးချရည်ပြီးရင်ကိုယ့်စိတ်ထဲမှာရှိနေတဲ့ခံစားချက်တွေ feeling နဲ့ emotion တွေကိုကျွန်တော်တို့အ ကုန်လုံးခြာရည်เนาะနောက်တစ်ခုကကျွန်တော်ခြာရည်နေတဲ့အချိန်မှာမလုပ်အောင်လဲဆိုတော့ honest ဖြစ်ပါ honest ဖြစ်ပါ free ဖြစ်ပါအဲ့တော့ကိုကိုကိုအပေါ်မှာရိုးသားမှုအပြည့်နဲ့ခြာပြီးတော့မှရည်ပါခြာရည်အကုန်လုံးရိုးသားမှုပြည့်နဲ့ကျွန်တော်တို့ဘာမှထိန်ချမ်းမထားနဲ့เนาะခြာရည်ပါအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့မလုပ်အောင်လဲဆိုတော့ကိုယ့်ရည်ဒီခြာရည်ထားတဲ့ journaling ခြာရည်ထားတဲ့အရာတွေကတချို့သောအရာတွေကလူသိလို့မရဘူးဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့လျှို့ဝတ်တဲ့နေရာတနေရာမှာခြာရည်ပါနော်ခြာရည်ထား အဲကျွန်တော်ဆိုလို့ရှိရင် keep.google.com ဆိုတဲ့ gmail ကနေ free ပေးထားတဲ့ website တွေမှာကျွန်တော်အများအားဝင်ရေးတယ်။ဝင်ရေးပြီးတော့မှကျွန်တော်ကိုကျွန်တော်ဘာလုပ်လဲဆိုတော့ tracking ထောက်နေတာ။မနေ့တော့ငါဘာခံစားချက်တွေဖြစ်ခဲ့တာလဲ။မနေ့တော့ငါရီမန်းချက်ပန်းနိုင်နေရငါဘာတွေလဲ။အောင်မြောင်လုတ်ခဲ့နိုင်ပြီလား။ဒါမျိုးကျွန်တော်အကုန်လုံးကိုကျွန်တော်ပြန်ကြည့်လို့ရတယ်။နောက်တစ်ခုကတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ consistently သွားပါနေတိုင်းမပြတ်မကွက်ချရည်ကြည့်လိုက်ကျွန်တော်ခုနပြောခဲ့သလိုပဲကျွန်တော်တို့တလားတီးတီးမပြတ်မကွက်ချရည်ကြည့်လိုက်တော့လုံးဝကိုမပြတ်ဖဲနဲ့ တလားတိတိရေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ reset တွေရပါလိမ့်မယ်။ Okay ဒါကတော့ကျွန်တော်တို့မနှမိုးလင်းလာလို့ရှိရင်မဖြစ်မနေလောက်ကိုလောက်ရမယ့်အရာတစ်ခုပါ။အဲ့တော့ကဘာကျော်ပုံကိုယ်တွေဆိုလို့ရှိရင်လည်းဒီ technique တွေကိုကျွန်တော်တို့သုံးတယ်။ဒီ tools တွေကိုသုံးတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူတို့အောင်မြင်တဲ့ထက်ပို့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 အောင်မြင်လာတယ်။နောက်တစ်ခုရှိတာကတော့ကျွန်တော်တို့ journaling ရေးတဲ့အခါမှာ negative တွေမရေးပါနဲ့။ နော်ကိုယ့်ရဲ့အားနည်းချက်တွေတို့စိတ်ညစ်စရာကောင်းတာတွေတို့စိတ်ထက်ကြစရာကောင်းတာတွေတို့နော်လူတွေကိုယ့်ကိုဘလို့ထင်နေမလဲတို့ဒါမျိုးတွေရေးမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့စိတ်က negative ဖြစ်သွားလိမ့်မယ်အဲ့တော့ positive တွေပဲကျွန်တော်တို့ခြာရည်နော် positive တွေပဲခြာရည်အဲ့ဒါဆိုလို့ရှိရင်တော့အခုဒီ video ကြည့်နေလူငယ်တွေမိတ်ဆွေတွေအောင်မြင်တိုးတက်ကြီးပွားချမ်းသာတဲ့သူတွေဖြစ်ပါလိမ့်မယ်ဒီကြောင့်အရင်ကနေ video မှာအခုဒီ video ကြည့်နေလူငယ်တွေမိတ်ဆွေတွေဟာကျိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ဘာရလဲတူတယ်ဆိုတော့ comment မှာတခြားလို့ရေးလို့ရရင်ရေးပြပါဦး ဒီဗီဒီယိုဆုံးဖြောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကကိုညာလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ